ဲမင်္ဂလာပါချင်ရေဒီယိုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ခေါင်းနှုံးတုံချင်ရေဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ခိုင်ကမ်းမြို့နယ်တိုင်ငင်းကျေးရွာအနီးဝန်းကျင်ကိုစစ်ကောင်စီက၂ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်တာကြောင့်အရက်သားပြည်သူထိခိုက်သေးဆုံးမှုတွေရှိနေတဲ့သတင်း CNF ဘူကော်မတီဝင်ဗိုလ်မှူးကြီးပြောင်းလင်ကွဲလွန်မှုအပေါ် KIO ကဝန်ထမ်းဆောင်သူဝင်လွှာပေးပို့လိုက်တဲ့တဲ့တွင် မီဇိုရမ်ပြည်နယ်ကမြန်မာစစ်ပေးရှောင်ဦးဆောင်အဖွဲ့တွေကို CYMA ခေါ်တွေ့စတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းပြည်နယ်မြောက်ပိုင်းတိတိမြုံနယ်ခိုင်ကမြုံနယ်တိုင်ငင်းကြီးရွာအနီးဝန်းကျင်ကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေနှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့်အရက်သားပြည်သူထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ဇွန်လ22ရက်နေ့ညနေ4နာရီဝန်းကျင်မှာခိုင်ခမ်းမြို့ကခိုင်ခမ်းစင်စခန်းအနီးကို လေကြောင်းကနေတချိန်ပုံကျဲတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူတဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတဦးရှိခဲ့တယ်လို့သိရပါတယ်ရှမနေ့ဇွန်လ23ရက်နေ့ကလည်းတိတိမြို့နယ်တိုင်ငင်းကြီးရွာနယ်တိတိမြို့သားကအဓိကလမ်းမကြီးပေါ်ရှိလေထံကုန်းကြားစခန်းကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၂ကြိမ်ပြုတ်လုခဲ့တယ်လို့သိရပါတယ် ဟိုတနေ့ကကလေးမျိုးတန်းကစားကနေတိတိမျိုးပလန်းလို့ပြောရမလားစင်စခန်းကိုလေရင်နဲ့တခါပုံကျဲတယ်အပြစ်မဲ့ပြည်သူတဦးတော်တည်ဆုံသွားတယ်ပြီးတော့ကလေးနဲ့တည်တင်ကြမှာရှိတဲ့လေထန်ကုန်းကိုလီရင်နဲ့ပုံကျဲတယ်အဲ့ဒါအထီးခိုင်အသေးအပြောင်းတော့မကြရသေးဘူးလို့ခိုင်ကမြုံမဒေတာခန်တူကပြောပါရီ ခိုင်ကမ်းစင်စခန်းဟာခိုင်ကမ်းမြို့အနေနဲ့ဒေဒိန်မြို့အကြားမှာတည်ရှိပြီးကလေးဒေဒိန်လမ်းကို စီရီအခြေအနေကြောင့်သွာလာခွင့်ပိတ်ပင်တဲ့အတွက်ဒေသခံတွေကပတ်လန်းတစ်ခုအနေနဲ့အသုံးပြုခဲ့တာလို့ဆိုပါရယ်။လေထန်ကုန်းဟာကလေးဒေဒိန်ကာလာမပေါ်ရှိ ကလေးကနေချင်းတောင်ပေါ်တက်လာရင်တိုင်ငင်းအကျော်မှာတည်ရှိတဲ့ကြားစခန်းတစ်ခုဖြစ်ပါရယ်။မေလ16ရက်နေ့ကကလေးမျိုးအခြေဆိုင်တက္ကသကနေအင်အားအလုံးရင်းနဲ့ချင်းတောင်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့ ကျင်းပပောင်းတက်တို့ဟာမေလ22ရက်နေ့ကစပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ကြ။လက်တလုံးမှာနှစ်ဖက်တက်တွေစစ်ဆိုင်ထားပြီးတိုက်ပွဲမဖြစ်ပွားတာဟာနှစ်ပတ်ခန့်သာရှိနေသေးကြောင်းဒေသခံတချို့စီကသိရပါတယ်။လက်တလုံးမှာစစ်ကောင်စီတပ်တွေဟာမော်ပီးယာဖုံးကြီးကျောင်းမှာဆက်လက်တပ်ဆွဲနေကြောင်းတချို့တပ်ဟာထိ ंसा ံရအထိရောက်ရှိနေပြီလို့လည်းဒေသခံတချို့ကပြောပါရီချင်းတောင်တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုမော်ပီးယာအနေမှာ ချင်းလန်းကောင်စီနဲ့ချင်းငင်နောင်ပူပေါင်းတပ်တွေကပူတွေခုခံလက်ရှိပြီးအောင်မြင်မှုတချို့လည်းရရှိထားတယ်လို့ချင်းငင်နောင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကိုရောမန်ကဇွန်လ18ရက်နေ့ကသတင်းစာရှင်းလင်းပွဲမှာပြောထားပါတယ်စစ်ကောင်စီတပ်သားတွေအလင်းဝင်လာခြင်းနဲ့လက်နက်ခဲယမ်းတွေတင်စေရမည့်အချင်းရှိကြောင်းစစ်ကောင်စီစစ်ကြောင်းဟာမော်ဘီယာကနေရှင်းစက်မတိုးလာသေးပဲအခုရက်ပိုင်းမှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့အကြောင်းကိုရောမန်ကပြောထားပါတယ် ။သို့တော်လည်းကလေးကနေတက်လာတဲ့စစ်ကောင်စီရဲ့တရင်6ရင်းမှာစစ်ကြောင်းဟာတိုင်ငင်းမှာခြေကုပ်ယူလိုက်နိုင်ပြီးစံနေအင်အားတွေကတိတိမြို့ကိုရောက်ရှိသွားကြောင်းနောက်ချန်တက်ဟာမော်ဘီယော်အနီမှာချင်းပူပေါင်းတက်တွေနဲ့ချီတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းယနေ့စွန်လ24ရက်နေ့မှာ CDM ဘူဂျီစင်ယောကအခိုင်အမာပြောဆိုပါရယ် အခြေအနေမှန်ကမော်ဘီမှာထိတွေ့တိုက်ပွဲဖြစ်နေတာလည်းရှိတယ်။တိုင်ငံနာမှာရောက်နေတာလည်းရှိတယ်။တိတိမြို့ထဲကိုဝင်သွားတဲ့စစ်ကြောင်းတွေလည်းရှိတယ်။ရောက်တာလည်းမှန်တယ်။အခြေပြုတ်ဖို့ပြင်ဆင်နေတာလည်းမှန်တယ်။မော်ဘီနာမှာလည်းတိုက်ပွဲတွေဖြစ်နေတာလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့စစ်တပ်ကစစ်ကြောင်းချပြီးဆိုရင် ရှေ့ပြေးတက်၊ပင်မတက်၊နောက်ချန်တက်အလို့ရှိတယ်။ရှေ့ပြေးတက်တွေကတိတိကိုရောက်သွားတယ်။ ေမတ်တက်ကတိုင်ငင်းနာမှာခြေကုပ်ယူနိုင်ဖို့စ조사နေသေးတယ်။နောက်ထပ်တက်ကမွယ်ပြီးမှထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်ဆိုတဲ့သဘောပါပဲလို့ CDM ဘူချင်းစင်ရောကပြောပါရီ။တိရင်ကိုအင်အား900ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ကနေဘူ3ဦးစစ်သား15ဦးသေဆုံးပြီးဘူ2ဦးစစ်သား12ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိရင်မြို့ကိုစုံမီတော်လှန်ရေးတပ်စစ်အရရဲ့အကူအညီနဲ့စစ်ကောင်စီစစ်ကြောင်းရောက်ရှိသွားတယ်လို့ CDM ဘူချင်းစင်ရောကပြောပါရီ။ စစ်ကောင်စီရဲ့စစ်ကြောင်းတွေဟာတိုင်ငင်းနဲ့တီတီမျိုးကိုရောက်ရှိသွားခြင်းနဲ့ပတ်သက်လို့ချင်းငင်အောင်တပ်ဖွဲ့ထံအတီးပြုတ်နိုင်ရေးဆက်သွယ်မေးမြန်းခဲ့ရမှာတော့အဲ့ဒီဖြစ်စဉ်တွေဟာမဟုတ်မှန်ကြောင်းညင်းဆိုထားပါတယ်သူတို့မွတ်ပြီးရွာကနေရှိမတိုးလာဘူးအချိန်တွေကအဲ့လိုမဟုတ်ပါဘူးသူတို့တိုင်ငင်းလည်းမရောက်ဘူးတိုင်ငင်းမရောက်ဘဲနဲ့ဘလို့လို့တီတီရောက်မှလဲအချိန်တွေကတလွဲစီပါသူတို့တိုင်ငင်းရောက်ဖို့တောင်တော်တော်လေးဝေးဝေးလိုပါသေးတယ်လို့ချင်းငင်အောင်ရဲ့ပြောရင်းဆိုခွင့်ရှိသူကိုရွှမ်းမန်ကပြောပါတယ် ကလေးမျိုးကနေချင်းတောင်ကိုစစ်ကြောင်းထိုးလာတဲ့စကောင်စီတပ်ကြောင့်အိုးအိမ်စွန်ခွာစပေးတိန်ရှောင်နေရတဲ့တည်တင်ဒေသခံပြည်သူ1300ကျော်ဟာအခြေခံစားနပ်ရိက္ခာအမိုးကနဲ့အစေအဝါတွေလိုအပ်နေကြောင်းဒေသခံတွေစီကတည်ရပါတယ်တိရင်မြို့နယ်ကလေးတိုင်ငင်ကလာမပေါ်ကမော်ပီထိန်ဆောင်ဟျောင်စီနဲ့ဝန်ဆမ်ကျေးရွာကဒေသခံပြည်သူအလုံးဟာနင်းဆက်ရကျေးရွာတွေတောင်ရွာတွေထဲမှာတလှကျော်ကြာစပေးတိန်ရှောင်နေကြရပါတယ် စပေးရှောင်းတွေထဲမှာကလေးငယ်တွေအများပြားပါဝင်ပြီးတက်ကြွရွိုင်အိုနဲ့ကိုဝင်ဆောင်အမျိုးသမီးတွေလည်းပါဝင်ကအခြေခံစားနပ်ရိက္ခာစေဝါတွေအမျိုးသမီးလှဆင်သုံးပစ္စည်းတွေနဲ့မိုးတွင်းကာလဖြစ်လို့အမှုအကာတွေလည်းလှုပ်အပ်နေတယ်လို့ဒေတာခန့်တွင်စီကတည်ရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းမျိုးသားတပ်ဦး CNF ဘဟုကော်မတီဝင်ဘုံမိုးကြီးပြက်လင်ကွယ်လွန်မှုအပေါ်ကချင်လက်မြောက်ရေးအဖွဲ့ခင်အယောက်ကဝန်내ကြောင်းတဝန်လွှာပေးပို့လိုက်တယ်လို့သိရပါတယ်။မပြီးဆုံးသေးတဲ့တွန်လှန်ရေးခရီးစဉ်အတွင်းဝန်ရင်တွန်လှန်ရေးခေါင်းဆောင်တို့ဖြစ်တဲ့ဘုံမိုးကြီးပြက်လင်ကွယ်လွန်ဆင်းဟာချင်းမျိုးသားတပ်ဦး CNF အတွက်ဆုံးရှုံးမှုကြီးတရဖြစ်သလို KIO ကနေလဲတံမိုးရှိတဲ့ခေါင်းဆောင်တမိုးတူဆုံရှုံရခြင်းအဖြစ်အလေးရနဲ့ခံယူကဦးညွတ်ကုံပြုတ်ချောင်းယမန်နေ့ဇွန်လ23ရက်နေ့က KIO ဘဟုကော်မတီကပေးပို့တဲ့တဝန်လွှာမှရေးသားဖော်ပြထားပါတယ်ဘူမိုဂျီပြက်ကလင်ဟာအရေးကြီးတဲ့ဒွန်လိုင်းရေးတာဝန်တွေကိုဥထိပ်ထားကကုကျိုးစွန်အနစ်နာခံစူးစမ်းသွားခဲ့ခြင်းအပေါ် KIO ဘဟုကော်မတီနဲ့တကွ KIO တပ်ဖွဲ့ဝင်တွေကလေးစားကုံယူကရောဝပြုတ်အပ်ကြောင်းလည်းဖော်ပြထားပါတယ် အသက်62နှစ်အရွယ်ရှိတဲ့ဘိုးမိုးကြီးပြောင်းလင်ကွယ်လွန်မှုအပေါ် KIO ဘိုဟုကော်မတီအနေနဲ့ဝန်ထဲခြေခွေနှမျိုးတသဖြစ်ရပြီးစံရစ်သူမိသားစုဝင်တွေနဲ့အတူ ချင်းအမျိုးသားတပ် OCNF မှတပ်ပူတပ်မိုးများတပ်ဖွဲ့ဝင်တွေနဲ့အတူထက်တူထက်မြခံစားရကြောင်း KIO ကဆိုပါတယ် ဘုံမချင်းပြက်လင်ဟာချင်းအမျိုးသားတက် OCNF CNN စတင်တည်ထောင်ချိန်ကစပြီးပါဝင်ခဲ့သူတူအဖြစ်ကကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA တပ်ဖွဲ့ထံစစ်တင်တန်းတက်ရောက်ခဲ့ပြီးချင်းအမျိုးသားတက် OCNF မှာတိုင်းပြည်နယ်လူမျိုးအတွက်ကွဲလွန်တဲ့အချိန်ထိတာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါရီဘုံမချင်းပြက်လင်ဟာဂျာမန်ရေးအခြေအနေကြောင့်မီဇိုရမ်ပြည်နယ်အိုင်ဇောမြို့မှာစေဝါကုသမှုခံယူနေစဉ်ဇွန်လ22ရက်နေ့ကကွဲလွန်ခဲ့ခြင်းဖြစ်ပါရီရှင် အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မီဇိုရမ်ပြည်နယ်ကမြန်မာစစ်ဘေးရှောင်အိုဆောင်သူတွေကိုဗဟုမီဇိုလူငယ်အသင်း CYMA ကဇွန်လ20ရက်နေ့ကခေါ်ယူတွေ့ဆုံကစစ်ရှောင်အခြေအနေနဲ့ပတ်သက်လို့ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။ ပြည်နယ်ရဲ့မြို့တော်အိုင်စောမြို့စန်ထရာဝိုင်ရမဲရုံးခန်းမမှာဇွန်လ20ရက်နေ့မွန်လွဲပိုင်း2နာရီကတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီးစစ်ပေးရှောင်တွေအတွက်တည်တည်တည်ထိုက်တဲ့အကြောင်းအရာတွေကိုပြောဆိုခဲ့ကြတယ်လို့မီဇိုရမ်ဒေသတွင်းသတင်းဌာနကဖော်ပြပါရီ အခုလက်ရှိမီဇိုရမ်ပြည်နယ်မှာမြန်မာနိုင်ငံကစစ်ဘေးရှောင်လူဦးရေ28,952ဦးရှိပြီးရက်ွက်ကျင်းရွာအလိုက်ထုတ်ပြန်တဲ့စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီအစိုးရကထုတ်ပြန်တဲ့အမိန့်တွေကိုလည်းစစ်ဘေးရှောင်တွေအနေနဲ့လေစာလိုက်နာကြဖို့ CYMA အတွင်းရင်မှ Professor Molsom Liana ကပြောဆိုခဲ့ပါတယ်။ မိုးရစေဝါရောင်းဝယ်ဖောက်ကားမှုနဲ့တူးစရိုက်လုပ်ငန်းတွေမှာပါဝင်ပတ်သက်တဲ့စစ်ပေးဆောင်တွေကိုတိတ်ညာခြင်းရှိမှာမဟုတ်တဲ့အကြောင်းဥပဒေကြောင်းအရာထိုင်တဲ့နဲ့ပြစ်တံတွေကြံခံစေဖို့အရေးကြောဆောင်ရွက်သားမှဖြစ်တဲ့အကြောင်း CYMA အတွင်းမှုကသတိပေးထားပါတယ် တန်းအပြင်အိန္ဒိယနိုင်ငံများသာပိုင်ဆိုင်ခွင့်ရှိတဲ့အတာက EPIC Driving License စတဲ့နိုင်ငံသားအထောက်အထားတွေပိုင်ဆိုင်ဖို့စ조사ဆောင်ရွက်မှုတွေမပြုတ်လောက်ကြဖို့လဲမှားကြခဲ့ပြီးအစိုးရက ထုတ်ပေးတဲ့စစ်ပီးရှောင်တစ်တေခံယာယီကပ်ကြားတွေကိုလည်းအကုန်လုံးပြုတ်လောက်ကြဖို့ကြိုးဆိုခဲ့ပါတယ်စပေးရှောင်တွေဟာမိမိတို့ရဲ့ငင်းအကူတွေဖြစ်ကြသည့်နေတူအခက်အခဲနဲ့အကူငင်းတွေလိုအပ်တဲ့အခါမျိုးမှာ CYMA ကဆက်လက်ကူငင်းထောက်ပံ့သွားမှာဖြစ်ကြောင်း စပေးရှောင်များကိုလစ်လို့ရှုထားမှာမဟုတ်တဲ့အကြောင်းအတင်းရင်မှုကထည့်သွင်းပြောဆိုထားပါရယ်။အဲ့ဒီနေ့တွေ့ဆုံမှုမှာမီဇိုရမ်ပြည်နယ်စပေးရှောင် စခန်းအသီးသီးကတာဝန်ရှိသူတွေစပေးရှောင်ကုင္ကြီးအဖွဲ့မှတာဝန်ရှိသူတွေအိုင်ဇောမြို့မှာရှိနေကြတဲ့ချင်းလွတ်တော်ကုစလဲတွေလည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါရယ်။ ပိုဟိုမီဇုံလူငယ်အသင်းစီဝိုင်းအမေအဖွဲ့ဟာမီဇိုရမ်ပြည်နယ်မှာဩဇာအရှိဆုံးအရက်ဖက်အဖွဲ့အစည်းဖြစ်ပြီးမီဇိုရမ်ပြည်နယ်မှာအစိုးရပေးရင်ဒုတိယဩဇာအာဏာအရှိဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါရယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်